ငါမော်ရစ်ရှဗယ်လီယေ1888 1982ရှဗယ်လီယေဒီထင်ရှားသော ပြင်သစ်လူမျိုး တေးသံရှင် အကပညာရှင်နှင့်ရုပ်ရှင်တရုပ်ဆောင် ဖြစ်သည် အသက်20မှာပင်ပါရီဇက်ခုံလောက၌ကျယ်တပွင့်ဖြစ်ခဲ့သည်အတန်ထွက်ရုပ်ရှင်ခေတ်၌သူက ကျေးအများဆုံးရသည့်တယုတ်ဆောင်တူးဖြစ်လာသည်အောက်နှခမ်းတွဲတွဲပြင်သစ်တံဝဲဝဲနှင့်စကားပြောတတ်ပြီးကောက်ရိုးအုတ်ထုပ်ပြားချက်ချက်တလုံးကို အမြဲဆောင်းလေးရှိသည့်သူအားပြိဒတ်အကြီးအကျယ်နှစ်သက်ခဲ့သည်ဂီဂီ love in the afternoon do အပါအဝင် နာမည်ကြီးရုပ်ရှင်များနှင့်ရုပ်မြင်သံကြားအစီအစဉ်များတွင် ပါဝင်ခဲ့သည် အသက်ကြီးရင်ရင်ထိ တေဂီတဖျော်ပြေပွဲများ ကဘာအနှံ့လှဲ့လေတင်ဆက်ခဲ့သည်သူဤကိုရေအထုပ်ပတ္တိစာအုပ် I remember it well ကို1982ခုနှစ်တွင် ထုတ်ဝေခဲ့သည် ခမားစင်ပေါ်ပြန်တက်ရမှာကြောက်နေတယ်မဟုတ်လားဒါကြောင့်မို့လို့ခမားကိုခမားစင်ပေါ်တက်ရတဲ့ငါဘဝပြီးဆုံးသွားပြီလို့ပြောနေကြတာဒါပေမဲ့အဲ့ဒါကကြောက်တယ်ဆိုတာကိုရှောင်ញင်လို့ပေးတဲ့စင်ကြီးစင်လက်တက်တက်လောက်ပဲဖြစ်တယ်အကျိုးသင့်အကြောင်းသင့်ကိစ္စမဟုတ်ဘူးဗျ ယောက်ျားကောင်းတယောက်ဟာကြောက်เสียရနဲ့ကြုံတဲ့အခါမကြောက်မဟုတ်ဘူးကြောက်တယ်ဒါကြောက်เสียရလို့လဲဝန်ခံတယ်အတိအမှတ်ပြုတယ်သို့တော့အဲ့ဒါလို့တိမှတ်လျက်ဒါကိုရင်ဆိုင်တယ်လှုပ်သင့်လှုပ်ထိုက်တာကိုဆက်လှုပ်တယ်ကြောက်ရမှာတွေးကြောက်မနေနဲ့ ဘဝဆိုတာတယ်လဲตายာလှပါကလားဟူ၍ကျွန်တော်ကို ကျွန်တော်ပြောခဲ့ဘူး၏ကကြမာကကျွန်တော်အပေါ်ကောင်းလွန်ခြင်းအတွက်အလွန်အမင်းဝမ်းမြောက်ကျေးဇူးတင်စွာကျွန်တော်ပြောခဲ့မိခြင်းဖြစ်သည်တကယ်လဲကျွန်တော်အထွတ်အထိပ်ရောက်နေခဲ့ပါ၏ကျွန်တော်ကပါရိဇတ်ခုံလောကတွင်ထင်ရှားလှသည့်ဂီတပရိသတ်အဖွဲ့တစ်ခု၏စတားဖြစ်၏နာမည်ကြီးစတူဒီယိုတစ်ခုနှင့် ရုပ်ရှင်ဇက်ကားလေးကားရိုက်ကူးရန် စာချုပ်ချုပ်ထား၏တိထမက အာရစရာအကောင်းဆုံးကကျွန်တော်မှာမိကောင်းဆွေကောင်းတွေပေါ်များလှခြင်းဖြစ်၏ဒါက1922ခုနှစ်က ဖြစ်သည်အဲ့ဒီတုန်းကကျွန်တော်ကံကြမ္မာကောင်းတွေသည်တလောက်မြန်မြန်ကြီးပျောက်ဆုံးသွားလိမ့်မည်ဟုတဇိုးတစည်းမျှမထင်မိခဲ့ လေဗူဖေပါရီစီယန်ဇက်ယုံတွင်ထိုညဖြစ်ပျက်ခဲ့သည့်ကိစ္စကို နောက်ပိုင်းတေသေးချာချာပြန်သုံးသပ်သည့်အခါဒီအရင်ကပင်ခန္ဓာကိုယ်ကကျွန်တော်ကိုတတိပေးသည့်လက္ခဏာတွေပြသခဲ့သည်ဆိုတာစဉ်းစားမိရသည်လာပေါင်းများစွာ ကြာအောင်ပင် ကျွန်တော်အလုပ်တွေတစ်ဆက်တည်းတဲကြီးမဲကြီးလုပ်ခဲ့မိသည် အဲ့ချိန်ကတိတ်နေသည်တခါတလေကျွန်တော်လုံးဝခြေကုံလက်ပန်းကျသလောက်ဖြစ်သွားတတ်သည်တခါတရံအလိုလိုနေရင်းစိတ်ဓာတ်ကျသလိုစိတ်တွေတိတ်လေးနေသလိုခံစားမိတတ်သည်သို့တော်ဓာတွေကျွန်တော်ဂယုမထားခဲ့ပါအလုံးများလွန်းတော့တခါတလေကိုစိတ်ပင်ပန်းတာပေါ့အခိုက်အတန့်ပါဟုဆိုကား အချိန်တန်လျင် မီးအောင်အောက်ကိုဝင်ကားစောင့်မျှော်နေကြသည့်ပရိတ်သတ်တွေပျော်စီမှုအာခဲဖြော်ပြေခဲ့မြဲဖြစ်ပါသည်ထိုညမှာတော့လုံးဝတမျိုးတမီဖြစ်သွားခဲ့သည်အဲ့ဒီနေ့ကကျွန်တော်မိတ်ဆွေတွေနဲ့နေ့လယ်စာစားသည့်ဝိုင်းမှာပျော်ပျော်ပါပါနဲ့အချိန်အတော်ကြာကြီးထိုင်ခဲ့မိသည်အစားအသောက်တွေကလည်း တတိမထာမိပဲအတော်များများကြီးစားပြစ်သည်ဝိုင်းတွေလဲခွက်အည်အတွက်မနေအဲ့ဒီနောက်မှကျွန်တော်တရေမေးပါသည်နိုးလာလျင်ငကိုပုံမှန်အတိုင်းပြန်လဲလန်းဆန်းကညဘက်စင်ပေါ်တက်ရန်အစင်သင့်ဖြစ်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်သို့သောဇက်ယုံရောက်သည့်အချိန်၌အခြေအနေမကောင်းအုံနောက်တွေစူဝေနေသလိုခံစားနေရသည် ခေါင်းထဲမှာတလောက်ထိုင်းပိုင်းနောက်ကြည့်နေတာမျိုးတခါမှမကြုံဘူးကဲသို့တော်ဒါကိုစူးစမ်းမိထားကကျွန်တော်စင်ရှိထွက်ရမည်အချက်ပြစကားတန်ကိုသာနားဆွင့်နေခဲ့သည်ကျွန်တော်ကိုခေါ်သည့်စကားကြားလိုက်သည်သို့တော်စကားတန်ကဟိုးအဝေးကြီးစီကလာနေတယ်လို့လို့ကျွန်တော်စိတ်ထဲတွင်ကျွန်တော်ပြောရမည်စကားစဉ်အတိုင်း ပုံမှန်ဝင်ခဲ့မိသည်ပဲထင်လိုက်၏သို့တော်တဖက်တရုတ်ဆောင်ဤမျက်နာကိုလှမ်းကြည့်မိလိုက်သည့်အခါမဟုတ်တာတစ်ခုခုဖြစ်နေပြီဟုရိတ်မိလိုက်သည်သူကနောက်တခွန်းပြော၍ကျွန်တော်ကစကားပြန်လိုက်သည့်အချိန်မှာတော့စောစောကအာအသင်နေပုံရသည့်သူ့မျက်နှာကတကယ်ထိတ်ထိတ်ပြပြအမူအရာမျိုးတို့ပြောင်းသွားသည် အဲ့ဒီတော့မှကျွန်တော်သူ့ကို ပြန်ပြောနေမိဒီမှာယခုပထမဆုံးအခန်းတွင် ပြောရမည့်စကားများမဟုတ်တတိယအခန်းကစကားတွေဆိုတာအလန့်တကြားကျွန်တော်သွားတတိရလိုက်သည်စကားလမ်းကြောင်းပြန်ပြောင်းရန်ပြပြတလဲကျွန်တော်ကြိုးစားသည်သို့တော့ကျွန်တော်ခေါင်းထဲမှာအားလုံးကမောက်ကမဖြစ်လျက်ရှိကြပြီကျွန်တော်ဘာမှလုပ်မရတော့ ျွန်တော်နဲ့တွဲဖက်တရုတ်ဆောင်ရသည့်ပုံကူကကျွန်တော်အမားတွေကိုလှလှပပတတ်တတ်ရရဖုံးဖိပေးပါသည်ကျွန်တော်ပြောရမည့်စကားတွေကိုလည်းနောက်အခမ်းများမှာပါအတာတီးတို့အစဖော်ပြသည်တို့နဲ့အဲ့ဒီညကပြဿနာကိုစင်ပေါ်ကလူတွေလောက်တာတိလိုက်ကြပါသည်ကျန်သည့်တရုတ်ဆောင်များကတော့ ဒီကိစ္စကိုဒီချိန်တခါဖြစ်သည့်ကိစ္စဟုသဘောထားကရရဲ့မောမောနောက်နောက်ပြောင်ပြောင်နှင့်ပြီးသွားကြသည်သို့တော့ကျွန်တော်ကတော့သူတို့လိုပေါ့ပေါ့သဘောမထားနိုင်ခဲ့ပါဒီလိုဖြစ်ခဲ့ခြင်းအတွက်ကျွန်တော်အကြီးအကျယ်တုံလှုပ်ခြောက်ခြားသွားခဲ့မိသည်ဒီကိစ္စသည်အစပြုခြင်းဖြစ်သည်ဆိုကဘယ်သို့လုံမည်နည်း ကိုပြောရမည်ဇက်ဝင်စကားတွေစင်ပေါ်မှာစဉ်းစားမရသည့်တယုတ်ဆောင်တယောက်သည်ဘာသွားအတုံးကြအုံးမြင်မည်မောင်မာတာရက်ွက်ကဖေးဆိုင်များတွင်ထမင်းတလုတ်အတွက်တင်းဆူပြရသည့်အချိန်မှရက်တက်တက်တပတ်လျင်ပေါင်ငွေရာချီရသည့်အဆင့်အထိတက်လာခဲ့သည့်အမှုပညာဘဝဆုံးငန်းတိုင်ပြီးတော့မည် နောက်တစ်နေ့တွင်ကျွန်တော်တစ်နှစ်လုံးအပိုင်ပြောလာခဲ့သည့်ဇာဝင်စကားများကိုအချိန်ချင်းအထက်ထပ်ပြန်၍ပြောကြည့်သည်ရှေးရှေးလျားလျားပြောရသည့်စကားတွေနှင့်တေးသချင်းတွေကို ရီဟာဆယ်လုပ်ကြည့်သည်သို့တော့ဒီညမှာလည်းကျွန်တော်သွေးလန့်နေသလိုကြောင်ခြောက်ချားဖြစ်နေပြန်သည်ဒီနောက်မှာတော့လာပေါင်းအတော်ကြာအောင် ကျွန်တော်ထမင်းလုံးတစ်စီ6တလူခံစားလာရသည် စင်ပေါ်ရောက်လျင်လက်တလောကျွန်တော်ပြောရမည့်စကားတွေကိုအာယုံဆိုင်၍မရခဲ့ နောက်ပြောရမည့်စကားတွေစီသာစိတ်ဆောနေကအဲ့ဓာတွေကြိုတင် ပြင်ဆင်နိုင်ရမဲအာယုံဝင်နေမိတတ်သည်အရင်နှောင်းကစကားအပြောအဆိုမှာတွက်လက် ချောမွေးလွန်းလှသူအဖြစ် အတိမတ်ပြုတ်ခံခဲ့ရသည့်ကျွန်တော်ယခုတော့နှုတ်လေးနေပြီစကားစွန့်သလိုပင် ဖြစ်နေပြီအဲ့ဒလိုတွေဖြစ်ပြီးသည့်နောက်မှာမှခေါင်းမူသည့်ဝေဒနာကဝင်ရောက်လာပြန်သည်ကျမ်းမြင်ကြီးတစ်ခုလုံးခြားကြလဲပြီး တက်လာသလိုမြင်ရကခေါင်းကမူးဝေ၍နေသည်စင်ပေါ်တယုတ်ဆောင်နေရင်းကရုတ်တရက်မူးလဲကျသွားမှကျွန်တော် စိုးရိမ်လာသည်ပါရဂူတယောက်ပြီးတယောက်ကျွန်တော်သွားပြသည်အုံနောက်အာယုံရောတွေပင်ပန်းအာကုံသွားခြင်းပါဟုဆိုသည်ဆေးတွေထိုးသည်လျှက်စစ်ဓာတ်နှင့်နှိပ်သည်ဓာတ်စာအမျိုးမျိုးကျွေသည်သို့တော်အလုတ်မဖြစ်ပါလူတွေကကျွန်တော်တယောက်ဆောင်မှုတွေညံ့ဖျင်းကြဆင်းလာသည့်အကြောင်းပြောင်ပြောင်တင်းတင်းပင်ပြောဆိုလာကြသည ဒီချိန်မိတ်ဆွေတင်ကဟတွေနှင့်လဲတွေ့ကျင်စိတ်မရှိတော့သူတို့နှင့်တွေ့ရင် ကျွန်တော် ပုံမှန်မဟုတ်တော့ဘူးဆိုတာသူတို့မဟုတ်ချတိသွားကြလိမ့်မည်ဟုကျွန်တော်မြင်သည်စိတ်ဖိစီးမှုတွေများလွန်သဖြင့်လူကအုံနောက်ချောင်းညင်သလိုဖြစ်လာသည် နောက်တော့ကျွန်တော်တကယ်လဲချောင်းသွားခဲ့သည်ကျွန်တော်စိတ်တွေလုံးဝ ပြက်ပြားကျဆင်းသွားသည်စိတ်ဓာတ်ပြက်ပြားသွားခြင်းနှင့်တူကျွန်တော်ဘဝလည်းပြတ်သုံးပြီဟု ကျွန်တော်မြင်လိုက်ရသည်ရှာဝင်ကကျွန်တော်ကို ပြင်သစ်ပြီးအနောက်တောင်ပိုင်းရှိ ဆိုဂျွန်ရွာကလေးမှာတွားရောက်အနားယူနေထိုင်ရန်ညွှန်ကြားသည်သူညွှန်ကြားရေးသာတွားရမည်ကျွန်တော်စိတ်တွင်တော့မော်ရစ်ရှပယ်လီယေဆိုတာ ကြေမွပျက်စီးသွားခဲ့ပြီ။ဘယ်နေရာမှာပဲသွားသည်ဖြစ်စေဒီအစိတ်အပိုင်းအစအနတွေကိုပြန်လဲကောက်ယူဆက်ဆက်ရန်မဖြစ်နိုင်တော့ဟုယုံကြည်ခဲ့မိသည်။သို့သောကျွန်တော်ဆိုဂျွန်မှာတွေ့ရမည်စိတ်ရှည်သီးခံ၍ဉာဏ်ပညာအမြော်အမြင်လဲကြီးမားလှသောဆရာဝန်ကြီးဤအစွမ်းတတ္တိကိုထက်မတွက်ဖဲ ကောက်ချက်ချမိခဲ့ခြင်းသာဖြစ်သည်ကျွန်တော်မှတ်တမ်းတွေကို ကြည်ပြီးနောက်ဆရာဝန်ကြီးဒေါက်တာရောဘတ်ဒူဘွားကကုတုံးရိုးရိုးလေးပင်ရွေးချယ်ချမှတ်သည်အနာယူရသည် စိတ်ပင်ပန်းဆင်းရဲရမည်အလုတ်တွေရှောင်ကျင်ရမည်ဟု၍ဒါလောက်နဲ့တော့အကြောင်းထူလာမယ်မထင်ဘူး ကျွန်တော်စိတ်ပြက်စွာပြောမိသည်ကျွန်တော်ကြဆုံးသွားပါပြီဗျာသို့တော့နောက်ရက်တက်တက်ပါများအတွင်းဒေါက်တာဒူဘွားညွန်ကြားသည့်အတိုင်းလူသူရှင်းသည့်ကျေးလက်လမ်းကလေးမှာတကူဒီလမ်းလျှောက်ထွက်ဖြစ်ခဲ့သည်တဘာဝပတ်ဝန်းကျင်ဤအလှကိုခံစားတတ်သောစိတ်ကကျွန်တော်စီမှာ မပြောင်းမပြက်ဆက်ရှိနေခဲ့သည် ဖြစ်ရာတရားတော်ပဝင်းညင်မှလမ်းလျှောက်ရင်းကစိတ်ဤငြိမ်းချမ်းမှုကိုကျွန်တော် ခံစားရရှိလာခဲ့သည်ဒီနေ့မှာတော့ဒေါက်တာဒူဘွားကကျွန်တော်မှရှိသည့်အုံနောက်အာယုံညော ထိခိုက်မှုတွေအလုံးပြန်လဲပြောက်ကင်းသွားခဲ့ပြီဟူ၍အတီးပြုတ်ပြောဆိုသည်ကျွန်တော်သူ့စကားကိုလက်ခံ ယုံကြည်ခြင်းပါသည်သို့သောယုံကြည်နိုင်စွမ်းမရှိသည်ကောင်းတဲ့ရောက်ရက်ခတ်နေတာတွေမရှိတော့တာတော့အမှန်ပဲဖြစ်သည်သို့သောကျွန်တော်ကိုကျွန်တော်စိတ်ချနိုင်ခြင်းမရှိသည်တနေ့တွင်ဆရာဝန်ကြီးကကျွန်တော်အားရွာရှိအခမ်းအနားပွဲတစ်ခုတွင်တက်ရောက်မိလူတစုအားဖြော့ပြရန်မေတ္တာရက်ခံပါသည် ပြိတက်ကသေးသေးလေးပဲဖြစ်မည်ဆိုပါသည်သို့တော်ကြီးသည်ဖြစ်စေသေးသည် ဖြစ်စေပြိတက်ဆိုသောအတန်ကြာယုံမျှနှင့်ပင်ကျွန်တော်တုံလှုပ်သွားခဲ့သည် ကျွန်တော်မျက်နာမှာသွေးဆုပ်သလိုဖြစ်သွားတာကျွန်တော်သိလိုက်သည်ကျွန်တော်အလျင်စလိုကြီးညင်းပယ်လိုက်သည်မော်ရစ်ခမည်းလုံးလို့ရနေပါပြီကျွန်တော်သိပါတယ် ခမားမှာလူနေတာကခမားကိုခမားငါလှုပ်လို့ရတယ်ဆိုတာတက်တည်ပြဖို့ပဲဒီနေရာဟာခမားအတွက်ပြန်ဆဖို့အကောင်းဆုံးနေရာဗျဟုသူကအပေးသည်သို့တော်ကျွန်တော်ကြောက်နေသည်စင်ပေါ်ရောက်မှကျွန်တော်ကောင်းလဲဘလာဖြစ်မသွားဘူးလို့ဘသူအာမခံနိုင်မည်လဲ မှန်တယ်ဘသူမှတော့အာမမခံနိုင်ဘူးပေါ့ဆရာဝန်ကြီးကအေးအေးဆေးဆေးပြန်ပြောသည်ထို့နောက်မှ ကျွန်တော်38နှစ်ကြာခဲ့ပြီ ဖြစ်သောယနေ့ကာလအထိ အပိအသကြားရောင်နေသေးသည့်ထူးခြားသောစကားကို ဆိုလေသည်ဒါပေမဲ့ကြောက်ရမှာကြောက်နေလို့ မဖြစ်ဘူးဗျဟူသောစကားစင်စစ်သူပြောလိုက်သည့်စကားဤအ내အဓိပ္ပာယ်ကိုသူကိုယ်တိုင်ရှင်းပြတော့မှပဲကျွန်တော်နားလည်ခဲ့ခြင်းဖြစ်ပါသည်ခမည်းစင်ပေါ်ပြန်တက်ရမှာကြောက်နေတယ်မဟုတ်လားဒါကြောင့်မို့လို့ခမည်းကိုခမည်းစင်ပေါ်တက်ရတဲ့ငါဘဝပြီးဆုံးသွားပြီလို့ပြောနေကြတာဒါပေမဲ့အဲ့ဒါက ကြောက်တယ်ဆိုတာကိုရှောင်ကျင်လို့ပေးတဲ့စင်ကြီးစင်လက်တက်တက်လောက်ပဲဖြစ်တယ်အကျိုးတဲ့အကြောင်းတဲ့ကိစ္စမဟုတ်ဘူးဗျယောက်ျားကောင်းတယောက်ဟာကြောက်စရာနဲ့ကြုံတဲ့အခါမကြောက်ဘူးမဟုတ်ဘူးကြောက်တယ်ဒါကြောက်စရာလို့လဲဝန်ခံတယ်အတိအမှတ်ပြုတယ်သို့တော့အဲ့ဒါလို့တိမှတ်ရက်နဲ့ဒါကိုရင်ဆိုင်တယ် လုံသင်လုံထိုက်တာကိုဆက်လုပ်တယ်ဒီလိုပြောပြီးနောက်ကျွန်တော်ဘလို့တုံ့ပြန်မလဲသူစောင့်နေသည်အတော်ကြီးကြာတော့မှကျွန်တော်အဖြေပေးပြစ်သည်ကျွန်တော်စူးစမ်းကြည့်ပါမည်ဟု၍အခန်းပြန်ရောက်ပြီးသည့်နောက်ရှေ့ရင်ဆိုင်ရမည့်အရေးကို တွေးကာကျွန်တော် တုံလှုပ်နေခဲ့မိသည်နောက်ရက်များတွင်ကျွန်တော်တီဆိုမိတေးသရှင်စာသားများကိုအကျဉ်းငိမ်ရွတ်ဆိုရင်းနေ့စဉ်나이ပေါင်းများစွာဆင်းရဲဒုက္ခရောက်နေခဲ့သည်နောက်ဆုံးတော့တကယ်ဆန်းသက်သည့်အချိန်တို့ရောက်ရှိလာပါသည်ခမ်းမသေးသေးလေးဤဘေးဇွဲတစ်ခုမှရက်ခါကျွန်တော်ဝင်ရမည့်အချိန်ကိုစောင့်နေရင်း ရုတ်တရက်ကျွန်တော်တအားကြောက်လာသည်ပြန်လှည့်ပြေးလာကောင်းပြီဟူ၍ပင် တွေးမိသည်သို့တော်ဒီခိုက်ကျွန်တော်နားရဲတွင်ဆရာဝန်ကြီး၏စကားတွေပဲ့တင်ထလာသည်ကြောက်ရမှာကြောက်မနေနဲ့ဒီချိန်မှာပဲရွာရှိအပျော်ရန်တီးဝိုင်းကကျွန်တော်ဆူရမိဒေသရှင်အတွက်တီးလုံးကလေးအစပြိုးလာသည် ကျွန်တော်ဆင်ရှေ့ထွက်ခါတခြင်းစဆိုသည်အဲ့ဒီညကဆိုရပြောရသည့်သကလုံးတိုင်းအတွက်ကျွန်တော်စိတ်ဒုက္ခကြီးစွာ ခံစားခဲ့ရပါသည် သို့တော်ကံ အားလျော်စွာကျွန်တော်မှတ်ဉဏ်ကတစ်ချက်မျှပင် ဖောက်ပြန်ချွတ်ယွင်းခြင်းမရှိခဲ့ပါကျွန်တော်စင်ပေါ်ကဆင်းသည့်အချိန်ပရိသတ်အာဘတရလက်ခုပ်ဩဘာပေးတန်ကြားရတော့ အောင်မြင်ပြီဟူသောစိတ်ဖြင့်ဝမ်းမြောက်ကြည်နူးမှုတွေကျွန်တော်ရင်ထဲပြည့်လျမ်းလာခဲ့ရသည်ထိုညကကြောက်စိတ်ကိုကျွန်တော်စိုးမိုးအောင်နိုင်ခဲ့သည် မဟုတ်ပါသို့တော်ကြောက်သည်ဆိုတာကိုယ်ပါသာတိမှတ်ဝန်ခံလျက်ကကျွန်တော်စူးစမ်းရင်ဆိုင်ခဲ့သည်ရှာဝင်းကြီးအကြံပေးစကားကတကယ်လက်တွေ့အလုတ်ဖြစ်ခဲ့ကြပြီ ယခုတော့ကျွန်တော်အတွက်ပြန်တက်ရန်လမ်းရှိတာတေကြပြီယခင်ကကျွန်တော်မှာရှိခဲ့သည့်ရဲဝင့်ယုံကြည်မှုမျိုးကိုကပြန်ရနိုင်တော့မည်မထင်ယခင်ဒီချိန်ဖြစ်ခဲ့ပြီးသည့်ကိစ္စကနောင်လဲအချိန်မရွေးဖြစ်လာနိုင်သေးသည်မဟုတ်လားသို့တော့ကျွန်တော်ကိုကျွန်တော်အရှိဘဂရီအနေထားအတိုင်းကျွန်တော်လက်ခံနိုင်ခဲ့ပြီး အဲ့ဒီအချက်ကိုအတီးပြုနိုင်ရန်လဲကျွန်တော်တန်ဓိဋ္ဌံချမှတ်နိုင်ခဲ့ပြီပါရီတို့ပြန်တက်ရန်လမ်းကားလွယ်ကူချောမွေ့လှသည်တော့မဟုတ်ပါပထမပွဲစဉ်ကိုမီလွန်မှစတင်ရန်ကျွန်တော်ဆုံးဖြတ်လိုက်သည်မီလွန်ကပါရီနှင့်မိုင်အနေငယ်မျှသာဝေးသည့်မြို့ကလေးမီလွန်မှာယုံသေးသေးတစ်ခုကျွန်တော်ရွေးသည် ူ့ယုံမှာကြေးနေနေကလေးနှင့်ကျွန်တော်တီးဆိုမည်ဆိုတော့ယုံပိုင်ရှင်ကအံ့အားသင့်နေသည်တမင်လာနောက်နေတာလားသူအောင်းမိသည် သူကိုကျွန်တော်အကျိုးအကြောင်းပြောပြသည် ကျွန်တော်ပါရီလောကကို တကြော့ပြန်ဝင်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်းသူအနေနဲ့ကျွန်တော်ကိုကူညီရတာရောက်ကြောင်းပြောပြသည့်အခါမှ သူသဘောတူစွာလက်ခံသည် ထို့နောက်ဒီပုံစံအတိုင်းရက်တက်တက်ပေါင်းများစွာကြာအောင် တမျိုးပြီးတမျိုးကျွန်တော်လှည့်ခဲ့သည်သို့သောစင်ပေါ်တက်ရတိုင်းကျွန်တော်စိတ်ပင်ပန်းမြဲပင်ပန်းခဲ့သည်အေးမင်းကြောက်တယ်ဆိုလဲကြောက်ပေါ့ဒါပေမဲ့ကြောက်တော့ကောဘာဖြစ်လဲအချိန်တိုင်းပင်ကျွန်တော်ကိုကျွန်တော်ဒီလိုတီးလိုပြောကအားပေးရသည် ကျွန်တော်ပန်းတိုင်ဖြစ်သည့်ပါရီရှိ ကြီးကျယ်ခမ်းနားလှသောဇက်ခုံသစ်ကြီးပေါ်တက်ဖြစ်ပြီးဆိုသည့်အချိန်နောက်ဆုံးတော့ပါရီပိယိတ်တ်နှင့်နဖူးတွေဒူးတွေတွေ့ရပါတော့မည်ဆိုသည့်အချိန်၌လဲကျွန်တော်အလှဲ့ကိုစောင့်မျှော်ရင်းဒေါက်တာဒူးဘွားဤစကားဖြင့်ကျွန်တော်အားတင်းနေခဲ့ရသည်သို့တော့အဲ့ဒီနေ့ ကျွန်တော်အစီအစဉ်ပြီး၍ကလကာကြလာသည့်အချိန်၌က ကျွန်တော်အတွက်လောကသစ်တစ်ခုပြန်၍အစပြုခဲ့ပြီ ဖြစ်ပေသည်ပြိတ္တဤလက်ခုပ်ဩဘာတန်တွေကြောင့်တယုံလုံးပင်တိမ့်သိမ့်ခါသွားသလိုထင်မှတ်ရသည်ပြိတ္တကကျွန်တော်ကိုထတ်ဆိုဖို့အချိန်ငိမ်အထက်ထတောင်းဆိုကြသည်ကျွန်တော်ကလည်းနောက်ဆုံးကျွန်တော်လုံးဝ အတန်ကုန်ပါပြီဟု ဆိုရသည့်အထိပြိတ္တဤတောင်းဆိုချက်ကို အာရပါရတုံ့ပြန်ခဲ့သည်တချိန်ကဆုံးရှုံးခဲ့သည့်အောင်မြင်မှုကိုကျွန်တော်ပြန်လည်သိမ့်ပိုက်ရယူနိုင်ခဲ့ကြပြီအဒီမစတင်ကနောက်နှစ်ပေါင်း40နီးပါးတိုင်ကျွန်တော်ချစ်တော်အလုပ်ကိုစင်စက်မပြတ်လုပ်ကင်နိုင်ခဲ့ပါသည် အနေနဲ့ရရမှပြိသက်တွေကိုကျွန်တော်ဖျော်ပြေနိုင်ခဲ့သည်ဒီအတွင်းကျွန်တော်စိုးကြောက်မိသည့်အချိန်ကာလတွေလည်းအများကြီးပင်ရှိခဲ့ပါသည်အเจ้าကဆရာဝန်ကြီးဒူးဘွားပြောသလိုခမားကြောက်เสียမလိုဘူးလို့အာမမခံနိုင်သောကြောင့်ဖြစ်ပါသည်သို့တော့ကြောက်သည့်အကြောင်းကြောင့်ကကျွန်တော်ဘယ်တော့မှ လက်မြောက်နောက်ဆုတ်ရန်မစင်းစားဖြစ်ခဲ့တော့ပါကျွန်တော်တို့ဤဘဝခရီးတလျှောက်ကြောက်စိတ်ကပိတ်ဆို့ဟန်တားထားသဖြင့်လမ်းခုလက်တွင်ရပ်တန့်သွားခဲ့ရတာတွင်မြည်မြများပြားပါသည်နီဟိုမှာပဲစီတွင်ကျွန်တော်တို့အလိုရှိတာတွေကိုလှမ်းမြင်နေရသည်သို့တော့ကြောက်တော့ကြောက်တယ်ကွာ ဒါပေမဲ့ဘာပဲဖြစ်ဖြစ်လှုပ်เสียရှိတာငါဆက်လှုပ်မယ်ဟူသော အတွေးမျိုးဖြင့်ရှေ့သို့ တိုးမြင့်အစားအကြောင်းပြချက်အမျိုးမျိုးတွေကိုဘာသာ တီထွင်ဖန်ဒီကအရှုံးပေးပြီးနောက်ကြောင်းပြန်လှည့်သွားတတ်ခဲ့သည်မဟုတ်လားယခုတော့ကိုရွေးနှင့်ရှင်ကကျွန်တော်တိခဲ့ပါပြီ ကျွန်တော်တို့စိတ်တိုင်းကြသည့်အချိန် လုံးဝအနည်းရကင်းပေးရှင်ပါသည်ဟုအာမခံနိုင်သည့်အချိန်မျိုးကဘယ်သောအခါမှ ရောက်လာလိမ့်မည်မဟုတ်အဲ့ဒီအချိန်အခါမျိုးကိုစောင့်ဆိုင်နေလျင်ဘယ်တောင်ထိပ်တို့မှလည်းရောက်အောင်မတက်နိုင်ဘယ်ပြိုင်ပွဲတွင်မှလည်းမအောင်မြင်နိုင်တကဲ့သို့ရေရှည်တည်တတ်သောစိတ်ချမ်းသာပျော်ရွှင်မှုမျိုးဟူသည်လည်း ရရှိနိုင်လိမ့်မည်မဟုတ်ဟူ၍ပင်